ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ဂျုံလ10ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းဖို့ဒေါ်လာနေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနေ့ရဲ့ထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့မြောက်လန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကို NLD အစိုးရကရပ်တန့်ခဲ့ပြီမဲ့အခုတော့ရုရှားအကူအညီနဲ့ပြန်စ조사နေမှုကအာဆီယံဒေသတွင်းနိုင်ငံတွေကိုချိန်ချောက်နေတာဖြစ်တယ်ဆိုပြီး NUG ဘက်ကပြောလာပါတယ်ခင်ဗျာ။ ော့ဒေါက်ဆန်းစုကြည်မွေးနေ့မှာမွေးနေ့ရှင်အပါအဝင် နိုင်ငံတွေအားလုံးလွတ်မြောက်ဖို့ဆန္ဒပြုဆုတောင်းပေးကြဖို့ NLD ကမြစ်တမ်းရခံထားပါတယ်။ဒိုင်ဦးနဲ့ရေးမှာတော့စစ်မှုထမ်းတပ်သား၄ဦးကလက်နက်ခဲယမ်းနေတဲ့အတူအလင်းဝင်လာပြီးအလင်းဝင်တပ်သားအစ်စ်တွေကတော့စစ်ရှုံးကောက်တီတက်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ရှုံးကောက်တီတက်ကကောလင်းနဲ့ဝင်သူကိုဘုံကျတဲ့အတွက်ပြည်သူ၃ဦးဒါရရပြန်ပါလေခင်ဗျာဒီသတင်းနဲ့ဒီကနေ့မနက်ခင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါ အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြောက်နိုင်ပါဝင်စစ်ကောင်းဆောင်ဆက်ဆက်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်တွေကို NLD ဆိုရကရပ်တန့်နိုင်ခဲ့ပေမဲ့အခုဆက်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ရုရှားရဲ့အကူအညီနဲ့အဲ့ဒီအိမ်မက်ကိုအကောင့်တွေဖော်ဖို့အတွက်ပြန်လည်စ조사နေတဲ့조사မှုဟာအာဆီယံနဲ့ဒေသတွင်းနိုင်ငံတွေကိုချင်းချောက်နေတာဖြစ်ကြောင်းမိသားညွေဆရာ NUG ဝန်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်ခင်ဗျာ ဒီနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာရွေးကောက်ခံ NLD ဆိုရလက်ထက်မှာနျူကလ িয়ার ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ပစ္စည်းတွေရဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းကို2016ခုနှစ်မှာအတည်ပြုပြီးတော့လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပြင်နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေအလုံးစုံတမ်းပြေးစာချုပ် CDBT ကိုလည်း2018ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့အပြင်နျူကလ িয়ার လက်နက်တွေတမ်းပြေးစာချုပ် TBNW ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার လက်နက်တွေတမ်းမြေစာချုပ် TBNW ကိုအတူပြုဖို့နဲ့ပြည်ပသံရာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့နောက်ဆက်တွဲသဘောတူညီချက်စာချုပ်တွေကိုအာဏာသက်ဝင်လာစေဖို့ဆောင်ရွက်ရန်အတွက်2021ခုနှစ်စစ်ရှုံးကောင်စီတပ်ကအာဏာသိမ်းခဲ့မှုကြောင့်ရပ်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီအောင်မေအောင်နိုင်က နျူကလ িয়ার နည်းပညာရယူဖို့ကြိုးပမ်းလာနေပြီးစစ်ကောင်းဆောင်ဆက်ဆက်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုကြိုးစားလာတာဖြစ်ကြောင်းတိုင်းရွှေလက်ထက်ကစတင်ပြီးတော့မဲအောင်လိုင်းအထိနျူကလ িয়ার အိမ်မက်ကိုအကောင့်တက်ဖို့ကြိုးစားနေတာဖြစ်ကြောင်းသူကဆက်ပြီးတော့ပြောပါတယ်ခင်ဗျာအဲ့တော့နျူကလ িয়ার လက်နက်မအားလက်လက်ထဲကိုရောက်သွားရင်တော့အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းဟိုမြောက်လက်ထဲကိုအုံဒီရတယ်လို့မဟုတ်မြောက်လက်ထဲကိုတနက်ထည့်ပေးလိုက်တယ်လို့မျိုးဖြစ်သွားမယ်နေထားပါအဲ့တော့အိန္ဒိယနိုင်ငံတွေအာဆီယံနိုင်ငံတွေအတွက်လည်းအမှန်တမ်း အန္တရာယ်ချင်းချောက်မှုအန္တရာယ်ရှိတဲ့အလားအလာဖြစ်ပါတယ်။မဟာလကတော့အခုတောင်မှဒီအာဆီယံနဲ့ပတ်သက်ပြီးတော့မလင်းမခန့်တဲ့အာဆီယံဘုံသဘောတူညီတူညီချက်၅ချက်အပါအဝင်ဘာမှသူလိုက်နာလေးစားတာမရှိဘူး။အဲတော့အာဆီယံကိုဖင်လန်ပြတဲ့လုပ်ရက်တွေကိုခဏခဏလုပ်နေတဲ့မဟာလနျူကလ িয়ার လက်နက်သာသူပိုင်ဆိုင်သွားပြီဆိုရင်တော့ဖင်လန်ပြရုံနဲ့မကဘူးအာဆီယံအတွက်ပါချင်းချောက်မှုအန္တရာယ်တွေနဲ့ရင်ဆိုင်နိုင်ရတဲ့အနေအထားဖြစ်ပါတယ်။ နောက်ထပ်သတင်းဘုတ်ကိုသွားအောင်ပါနောက်ထပ်သတင်းဘုတ်ကတော့လူထုကောင်းဆောင်နိုင်ငံတော်မြန်မာဘုတ်ကိုမီတောင်ဆန်းစုကြည်ရဲ့ဒီမွေးနေ့မှာဂျွန်လ16ရက်နေ့မှာကြားရောက်မဲ့မွေးနေ့မှာမေစုပါဝင်နိုင်ငံရေးကျင်းသားအလုံးလွတ်မြောက်ရေးဆန္ဒပြုစုတောင်းပြီးတော့မြေတားပို့ချဖို့မင်းသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကတိုက်တွန်းချက်ထုတ်ပြန်ကြေညာပါတယ် NLD ဥက္ကဋ္ဌနိုင်ငံတော်ရဲ့တမန်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့180ပြည့်မွေးနေ့ဖြစ်တဲ့အခုနှစ်ဒီဂျွန်လ16ရက်နေ့မနက်၈နာရီတိတိမှာမိမိတို့နေအိမ်ထဲမှာဒါမှမဟုတ် ရောက်ရှိတဲ့ဒီနေရာအဆောက်အုံတွေထဲမှာမိမိတို့ကိုယ်ွယ်ယုံကြည်ရာဒလေးအတိုင်းနိုင်ငံတော်တပ်ပံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးကိုဆန္ဒပြုလျက်စူတောင်းမြစ်တာပို့တာတာကို10မိနစ်ကြာဆောင်ရွက်ပေးဖို့ NLD မွေးနေ့ကျင်းပရေးကော်မတီကပန်ကြားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါပြင်မေစုရဲ့တားငယ်ကင်မရာစ်ကိုဦးထိန်လင်းကလည်းဒီဥဆောင်ပြီးတော့ဆောင်ရွက်နေတဲ့မွေးနေ့စူတောင်းစကားပြောတဲ့အစီအစဉ် Happy Birthday Soup Video Challenge မှာဒီပါဝင်ပြီးတော့ ပြည်သူလူထုတွေနိုင်ငံကောင်ရောက်ရှိနေပြည်သူလူထုတွေပြည်တွင်းကပြည်သူလူထုတွေကိုပါဝင်ပြီးတော့ဒီနိုင်ငံသားအပေါင်းတို့ကပြည်ဝနဲ့ပူပေါင်းပါဝင်ပေးကြဖို့မြစ်တိုက်ရက်ခံတိုက်တွန်းထားတာဖြစ်ပါတယ်အဲ့တော့မေစုရဲ့မွေးနေ့ဆန္ဒပြုတဲ့သူတောင်းပေးတဲ့ဗီဒီယိုရုပ်သံတွေကိုစူးစီးပြီးတော့ Green နဲ့စံချိန်တင်မှာဖြစ်တဲ့အတွက်ရုပ်သံတွေကိုပို့ပေးကြဖို့ဒီစု Adibatic campaign ပြုလုပ်နေတဲ့ page ကနေပြီးတော့ခဏခဏကြေညာတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောစရာရှိပါတယ်ယင်းက မေတ္တာစိတ်မေတ္တာပန်နဲ့ဒီနိုင်ငံတော်ကံပုဂ္ဂိုလ်အပါဝင်နိုင်ငံရေးကျင်းသားတွေကိုလွှင့်ပြောက်ဖို့အတွက်ဆန္ဒပြုတာဆူတောင်းတာကတော့လှုပ်ရှားမှုတစ်ခုအသွင်နဲ့လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ရင်းထဲမှာမမေ့မလျော့ရှိခြင်းမမေ့မလျော့ရှိတဲ့ဒီလူတွေအားလုံးကိုစစ်စစ်မှန်မှန်လွှင့်ပြောက်စေခြင်းနဲ့ဆန္ဒကိုကိုယ်တိုင်ပြုမူတာဖြစ်ပါတယ်။အဲတော့ကိုယ်တိုင်ဆူတောင်းနေုံဆန္ဒပြုနေတော့ဒီနိုင်ငံရေးကျင်းသားတွေနဲ့မေစုပါဝင်နိုင်ငံရေးကျင်းသားတွေအားလုံးကလွှင့်ပြောက်လာမှာတော့ မဟုတ်ပါဘူးအဲ့တော့နှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကတော့ကိုယ့်ရဲ့စိတ်တရံမှာဖြစ်နေတဲ့စစ်မှန်တဲ့ယုံကြည်မှုနဲ့ဆုတောင်းမေတ္တာပို့တဲ့မေတ္တာကိုကိုကိုယ်တိုင်သိတဲ့မေတ္တာကိုပြသကြမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အဲ့ဒီမေတ္တာပြသရုံနဲ့မလုံလောက်ဘူးဆိုတာလေအားလုံးရဲ့ယဉ်ထဲမှာတည်ပြီးဖြစ်မှာပါဒါကြောင့်မလို့လွမြောက်ဖို့အရေးကလွမြောက်ရလမ်းကြောင်းကိုလက်တွေ့လှုပ်ဆောင်မှသာလွမြောက်မှာဖြစ်ပါတယ်ဒါကြောင့် လူမျိုးရလမ်းကြောင်းကလည်းအားလုံးနေ့စဉ်နဲ့မြတ်ကျွန်တော်တို့ပြောဆိုနေရသလိုဒီဖက်စစ်စစ်တဲ့အမြင့်ပြမှသာလျှင်နိုင်ချင်းတွေပါဝင်မစ်စုပါဝင်အားလုံးကတနိုင်ငံလုံးလူမျိုးကြမှာဖြစ်တဲ့အတွက်အမြင့်ပြဖို့အရေးကိုလည်းလက်တွေ့ပါဝင်လှုပ်ဆောင်တဲ့နိုင်ငံတော်ဝင်တွေကိုထမ်းဆောင်ရမှာဖြစ်ပါတယ်။ထောက်ဖို့မှာလားကလစ်မှာလားဘလူတော်ဝင်တွေနဲ့ထိုင်းဘက်မှာလည်းဆိုတော့ကိုနိုင်ငံတော်ဝင်တွေကိုစုံဖြတ်ပြီးတော့နှစ်နှစ်ကာကဆောင်ရွက်ကြဖို့လေးလေးနက်နက်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ အဲ့တော့နိုင်ငံတော်ပဋိပက္ခပုဂ္ဂိုလ်မေတော်ဆန်းစုကြည်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုဒီမိုကရေစီနဲ့လူခွင့်ရေးကိုအပြည့်အဝအာမခံချက်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်ဖို့အတွက်နိုင်ငံရေးနည်းလမ်းအနေနဲ့စွန့်လွတ်စွန့်စားကြိုးပမ်းဆောင်ရွက်မှုတွေကြောင်းဆရာနာရှင်အဆက်ဆက်ရဲ့ဥပဒေမဲ့မတရားဖမ်းဆီးအကျဉ်းချတာတွေကိုခံခဲ့ရပါတယ်။မေစုအနေနဲ့1989ခုနှစ်ဇူလိုင်လ20ရက်နေ့ကနေ2010ခုနှစ်နိုဝင်ဘာလ13ရက်နေ့အထိကာလအတွင်းမှာ15နှစ်နဲ့၄လလောက်ရှိ လေးလာလောက်အကျဉ်းချခံရပြီးဒီတပင်းရင်ရိတ်ခင်းလိုမျိုးလောက်ကျန်တက်ဖြတ်မှုကြံစည်မှုတွေကိုလည်းအကြိမ်ကြိမ်ကြုံတွေ့ခံစားခဲ့ရတာဖြစ်ပါတယ်အခုလည်းအသက်80ဆိုတာကျွန်တော်တို့အဖွားအရွယ်တကယ်ကိုအသက်80အဲလူတွေရဲ့အသက်ပိုင်းခြားအရဆိုလို့ရှိရင်အရွယ်တွေမှာနောက်ဆုံးပိုင်းအရွယ်ကိုရောက်ရှိလာတိတိုင်အောင်မြန်မာနိုင်ငံအတွက်ပြည်သူလူထုအတွက်အကျဉ်းချခံပြီးတော့ဒီမိုကရေစီဖက်ဒရယ်ဖြစ်ထွန်းရေးအတွက် ပေးဆက်နေတဲ့သူတူဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့မေတ္တာဆင်မေတ္တာမှန်တွေကို ပြသပေးဖို့လိုအပ်ပါတယ်။တမိုင်းမှတ်တိုင်တွေရေးထိုးပေးကြဖို့လိုအပ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းကတော့ဘုကိုတိုင်းဒိုင်ဦးမြို့နယ်နဲ့ဒီကျွန်တော်တို့နောက်ထပ်ဒီမွန်ပြည်နယ်ရေးမြို့နယ်မှာအလင်းဝင်တဲ့သတင်းမှာဒီသတင်းပြည်စုံကိုပြောပြချင်ပါတယ်။ဘုကိုတိုင်းဒိုင်ဦးမြို့နယ်ခမရ440တရင်ကစစ်မှုရန်တပ်သားတဲ့2ဦးတနက်နှက်လက်နဲ့လက်နက်ခဲရန်တွေယူဆောင်ပြီးတော့အလင်းဝင်လာကြောင်း MN20 စစ်ဗျူဟာနဲ့ ဒီတက်မဟာတက် PDF တာဝန်ခံကိုဝင်းမင်းထွန်းကပြောဆိုပါတယ်ခင်ဗျာကျွန်တော်ရှိရနေဒိုင်ဦးမြို့နယ်ခမာရ440တရင်ကစစ်မှုထမ်းတပ်သားတဲ့2ဦးကလက်နက်ခဲရနေတဲ့အတူဒီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဗျူဟာ20ကုံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာတာဖြစ်ပါတယ်အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့2ဦးကတော့ချမ်းမတ်ဆက်ရှုံးကောင်စီတပ်ရဲ့အတင်းအာဓမတပ်သားတဲ့စုဆောင်ခံရတဲ့သူတွေဖြစ်ပြီးတော့စစ်မှုထမ်းပတ်စဉ်3နဲ့စစ်မှုထမ်းပတ်စဉ်8ကဒီစစ်မှုထမ်းတင်နန်းစင်းတပ်သားတွေဖြစ်တယ်လို့လည်းသိရပါတယ်အဲ့တော့ပြည်သူတွေကနေတဆင့် ်ဗျူဟာထောင်းလန်းရေးကိုဆက်သွယ်ပြီးတော့ရောက်ရှိလာကြတာဖြစ်ပါတယ်အလင်းဝင် ရောက်လာတဲ့သူနှစ်ဦးကဒီစစ်မှုထမ်းတပ်သားတစ်တွေပါပဲအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်တွေကဒီမကွေးတယောက်နဲ့ရန်ကုန်ကတယောက်ပါအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကစစ်မှုထမ်းတင်နာပတ်စင်ကတော့အပတ်စဉ်3 2024နဲ့အပတ်စဉ်8 2024ကပါအပတ်စဉ်မတူကြဘူးစစ်မှုထမ်းတသားတစ်ကစစ်မှုထမ်းတင်နန်းကိုဒီ3 2024ကဘာ ရှင်မင်းဆောင်2024ကဂျိုးပြူကတင်တန်းတက်ရောက်ခဲ့တာလို့သိရပါဗျ။အဲ့တော့သူတို့နှစ်ယောက်ကပေါ်တာဆွဲဖန်တီခံရတာလို့လည်းသိရပါဗျ။အဲ့တော့လင်းဝဲလာတဲ့ Simulan တတတဲ့နှစ်ဦးကိုဂွန်ပြူစုငွေချီးမြှင့်မှာပါဆိုပြီးတော့အမတ်29စစ်ပြူဟာနဲ့တမဟာတက် PDF တာဝန်ခံကိုအင်းမင်းထွန်းကပြောဆိုပါတယ်ခင်ဗျာ။လာတို့ပဲကျွန်တော်တို့မွန်ပြည်နယ်ရေးမြွနယ်ခလာရ299ကစစ်မှုရန်တပ်သား ဈေးဈေးအောင်တဲ့ညီညီတက်တို့နှစ်ဦးကလည်းလက်နက်ခဲအနေနဲ့တူဒီရေးပြောက်ကြတက်ဒေါနစစ်ကြောင်းနှစ်ထံကို MA1 တနက်တလက်ကြီးပေါက်၄ပေါက်ကြီး123တောင်းနဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်အဲဒီရက်တွေမှာအလင်းဝင်ရောက်လာတဲ့သတင်းတွေကလည်းနေ့စဉ်နဲ့မပြတ်ကျွန်တော်တို့တွေ့မြင်နေရတာဖြစ်ပါတယ်ဒါကတော့ဝမ်းသာစရာကောင်းတဲ့သတင်းပါဒေါ်လိုင်းတက်ဖွဲ့တွေကလည်းကြိုဆိုကြပါတယ်လက်နက်ခဲရနေယူဆောင်လာနိုင်ရင်ထိုက်တဲ့ဂုံပြုစုငွေတောင်ပေးရချင်းမြင်တာကိုကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ် ။နောက်ထပ်သတင်းကတော့ကျမစစ်ရှုံးကောင်စီတပ်ကမင်းညကဒီကောလင်းနဲ့ဝန်သူမှလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အတွက်ပြည်သူ၃ဦးဒဏ်ရာရပြီးတော့နေအိမ်၆လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ကောလင်းမြို့နယ်ရှေးပိုင်းဖလဲရွာပါဝင်းရွာနေရာကိုည9:20မိနစ်နဲ့ဝန်သူမျိုးကဒီကံကုန်းရွာကိုည9:00ခွဲအချိန်လောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဖလဲကြီးရွာကအမျိုးသမီး၂ဦးအမျိုးသားတဦးဒဏ်ရာရပြီးအိမ်၆လုံးပျက်စီးသွားခဲ့တယ်လို့ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Colin PDF ကသတင်းထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်နောက်ထပ်သတင်းကတော့ကျွန်တော်နိုင်ငံတကာသတင်းတွေဘက်မှာဂျပန်ရဲ့တီးတန့်စီးပွားရေးဆောင်သတ်မှတ်ရေးပြင်မှာတရုတ်လေရင်တင်တင်မောတစ်စင်းဖြတ်တန်းတယ်လို့သိရပါတယ်ဒီသတင်းပြည်စုံကိုကျွန်တော်နားဆင်ရအောင်ပါဂျပန်ကတီးတန့်စီးပွားရေးဆောင် EE ဇက်အဖြစ်နဲ့သတ်မှတ်ထားရာရေပြင်တွေကိုတရုတ်ရေတပ်ရဲ့ လေရင်တင်သင်းမောဥဆောင်နဲ့တိုက်လေရင်အုပ်စုတစ်ခုပထမဆုံးချိန်ဝင်ရောက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအဲပြီးခဲ့တဲ့တရင်ပတ်တုန်းကတရုတ်ရေတပ်ရဲ့ဒီလျောင်နင်းလေရင်တင်သင်းမောနဲ့အချမ်းရံရေရင်တွေဟာဂျပန်ရေပိုင်နဲ့အလွန်ကဒီ EEZ တပ်မတ်ရေပြင်တွေကိုဝင်ရောက်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ပင်လယ်ပြင်စီရေးလေ့ကျင့်မှုအစီအစဉ်တစ်ခုအတွက်ပြန်လည်ထွက်ခွာသွားတယ်လို့ဂျပန်ကာဝေးရေးဝန်ကြီးဌာနကပြောပါတယ်ခင်ဗျာ ဒီလျောင်နေနဲ့ပဲထင်းဒုံကြည်တက်ဖြတ်သိမ်းမောနစီလဲပါဝင်တဲ့ရေတက်ဖွဲ့ကတိုက်လေရင်တွေကိုပါအုံပြုတဲ့စီးရင်လေးချင်းမှုတစ်ခုကိုပစိဖိတ်သမုဒ္ဒရာရေပြင်မှာပြုလုပ်ခဲ့တယ်လို့ဂျပန်ကပြောပါတယ်အဲ့တော့ပြီးခဲ့တဲ့သတင်းတစ်ပတ်လုံးကတရုတ်သမုဒ္ဒရာတွေဟာဂျပန်နိုင်ငံအရှေ့ဘက်ဆုံးမှာရှိတဲ့မီနာမီတိုရီကျွန်းရဲ့အနောက်တောင်ဒီကီလိုမီတာ300กว่าဂျပန်ရဲ့ EEZ သမတ်ရေပြင်မှာ ဖြတ်သန်းပြီးတော့ဒီမောင်းနှင်လာခဲ့တာပါ EEZ ဆိုတာဟာနိုင်ငံလိုက်သမတ် ထားတဲ့ရေပြင်စုံသာဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုရေပိုင်တတ်တော်မဟုတ်ပါဘူးတရုတ်လေရင်တင်တင်မော်တစီကဂျပန်ရဲ့ EEZ ကိုဖျက်ဆီးခဲ့တာကတော့အခုတစ်ချိန်ပထမဆုံးဖြစ်လာပါတယ်အဲ့တော့ဂျပန်ရေတက်ဟာလေရင်တင်တင်မော်တွေကိုကမ်းခြေနဲ့အရန်ဝေးကွာတဲ့ပင်လယ်တင်မော်တွေကအလေအထိတွားရောက်ပြီးတော့စစ်စင်ရေးတွေတာဝန်ယူနိုင်အောင်စ조사နေတာဖြစ်နိုင်တယ်လို့ဂျပန်ကာဝေးဦးညီဌာနကပြောရေးဆိုခွင့်ရအရာရှိတအုပ်ကမှတ်ချက်ပေးပြီးပြောဆိုပါတယ် အဲ့တော့အခုကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်အစိုးရဟာတရုတ်စီကိုတင့်လျော်တဲ့အတိပေးကြောင်းကြောင်းမှုတစ်ခုလုံဆောင်ထားပြီးဖြစ်တယ်လို့အစိုးရအဖွဲ့အတွင်းရင်းမူဒီယိုရှိမာဆာဟာယာရှိကပြောဆိုခဲ့ပါတယ်ခင်ဗျာဒါပေမဲ့သူကဂျပန်ဟာတရုတ်ကိုတရားဝင်ကန့်ကွက်စာပို့ခဲ့တာလားဆိုတာမျိုးတော့ရှင်းရှင်းလင်းလင်းပြောဆိုသွားတာမျိုးမတွေ့ရပါဘူးဒါကတော့ဒီကိစ္စနဲ့ခင်မတွေ့ရတဲ့ကျွန်တော်တို့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံး ကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့အကြမ်းဖက်ဆက်ရှုံးကောင်စီတက်ကနေပြီးတော့မလေးရာဖန်စီခံထားရတဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသူအကျဉ်းသားအားလုံးလည်းအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ဆံနေရခြင်းနဲ့လည်းဝင်ရေးတွေမှာမိသားစုမျိုးများနေတဲ့ဖြတ်ပြီးကိစ္စနာမျိုးစာတတိ ဖတ်ပြီးရတယ်လူကြီးလူငယ်ကြီးတို့ချင်းများမကြည့်ကြဘူးတိုက်တယ်လို့ဟောပါတယ်ခင်ဗျာလူငယ်တွေကျင်းနေလူသားတွေချင်းများဖြစ်ပြီးဒီမှာကိုယ်ကိုချင်းများကိုယ်ချင်းများတင်းမှာတာမခံပေးကြဘူးဥပါရခံအပ်ပါတယ်ခင်ဗျာကိုယ့်အဖေလူသားတွေဒီကောင်ကနေလူကြောင့်တော့ဆက်ထားရလို့ရတော့တော့မင်းလာကြည့်ကြည့်ချင်းများမပြုလို့ဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါတယ်ခင်ဗျာ ဒီလိုလေဒီကဒီဒီဒီများနေမဲ့လူတွေရဲ့အိမ်တွေမှာဘုန်းကြီးတွေဘာကြီးတွေမခုမဲ့လို့ဒီထားကြလို့ရပါတယ်အိမ်ထဲအိမ်ပိုင်းမှာဘုန်းကြီးတွေနဲ့ခရုံကြီးတွေသူပေးထားကြတယ်အခုလိုပြီးလို့ရပါတယ်ခင်ဗျာဘယ်ကမလို့ဒီလိုရဲ့အိမ်တွေမှာလေဓာတ်ရဲ့မှာကာဝေနိုင်တဲ့အတွက်ဘုန်းကြီးတွေခရုံကြီးများမခုမဲ့လို့စတဲ့သူပေးထားကြဖို့တိုက်ပွဲလို့ဆိုအပ်ပါခင်ဗျာအခုလို့ Thank you. the sea say that's why i do me choose a pet for me they ready to do the twat at that way be said me how we go see try you at me sara kuni pe ma taura let me yeah you do it up be that the sun you send to ana ju nya chemo me can be nya nya ne swet yet you ယုံကြည်သည်ဘာမတိဒီလိုကမွေးတဲ့အောင်စီးသည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုကြည့်လက်တပေးကြတရေကောင်းပေါင်းလို့သည်ဘိုင်းကျူပိစက်ပြေကြခရီးပြုတ်သစာတီဒီလူလူအပေါင်းပြီးစံသာပြရမည်

有几滴把门天一路干火的红十地，在月来勒，在开内呀你，哪路阿古，哪路也用情，有几滴把门天。 အသက်ပေးကြတရေကောင်းပေါင်းတို့သည်အမိုက်ချွေပေးဆက်သေးကြကတိပြုသစ္စာတည်းဒီလူအပေါင်းပြီးဆန္ဒပြရသည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!